လေရင်ပြေးလန်းစင်ဂီယာလန်ဒင်ဂီယာတာယာတလုံးအစ်စ်လဲဖို့ဘလောက်ထိကုန်းကြမလဲဆိုတာသင်သိပါသလားတကယ်တော့ဒီတာယာတွေဟာတာမန်ယော်ဘာနဲ့ပြုလုပ်ထားတာမဟုတ်ပါဘူးသူတို့ကကီလိုဂရမ်3000နီးပါးလောက်ရှိတဲ့အလေးချင်ကိုခန်းနိုင်ရရှိအောင်အထူးပြုလုပ်ထားတာပါလေရင်မီးပြင်ပေါ်ကိုဆင်းသက်ချိန်မှာတင်မရရဲ့မီးကိုမဲတဲ့ဟာပုတ်တိုင်မှုကြောင့်ချက်ချင်းလောင်ကျွမ်းသွားတဲ့ယော်ဘာတွေပဲဖြစ်ပါတယ်တာယာဒီလုံးကအချင်း300ကနေ900ကြားဆင်းသက်မှုတွေကိုခန်းနိုင်ရရှိပါတယ် တာယာလဲလွေတဲ့လုပ်ငန်းစဉ်ကတော့တကယ်တမ်းမှာကားတာယာလဲတာနဲ့အတော်လေးဆင်တူပါတယ်။ Hydraulic jack ကိုသုံးပြီး gear ကိုမြေပြင်ကနေကြွလိုက်တယ်။ပြီးရင်ဝက်ဥအများပြားကိုဖြုတ်ချပြီးတာယာအစ်စ်ကိုတတ်ဆင်လိုက်တာပါပဲ။ဒါပေမဲ့လီယန်တာယာအစ်စ်တစ်လုံးမှာ American Dollar 9000လောက်ကုန်ကြပါတယ်။တာယာ22လုံးလိုအပ်တဲ့ Airbus A380 လိုလီယန်ကြီး12တွတ်တာတာယာအလုံးကိုတစုံလိုက်လဲလွယ်မယ်ဆိုရင်ဒေါ်လာ3000ပေါင်းများစွာကုန်ကြနိုင်ပါတယ်။ဒီတာယာတွေဟာအလုံးအကျန်းခံပါတယ်။သူတို့ကအပူချိန်အနုတ် 65ဒီဂရီဖာရန်ဟိုက်ကနေနေလာ90ဒီဂရီဖာရန်ဟိုက်အထိခန်းနိုင်ရရှိပြီးအလွန်ဆိုးရွားတဲ့အခြေအနေတွေမှာတောင်ကောင်းမွန်စွာအလုပ်လုပ်နိုင်ပါသေးတယ်။ဒီလောက်ဆိုလေရင်တိုင်ယာတစ်လုံးဟာဘာလို့ဒီလောက်ဈေးကြီးတယ်ဆိုတာအသင်တွေးမိပါပါ။